ရိနိဗ္ဗာန်ဆံဃာနီးမှာသူပတ္တဆိုတဲ့ပြဘိုက်ကလာပြီးတော့မေးတယ်မေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါလေးမေးမနေနဲ့အချိန်မရှိဘူးငါရှင်းရှင်းပြောလိုက်မယ်မခင်ရှိပါအကျင့်တရားမရှိဘူးဆိုလို့ရှင်အစဉ်လေးမျိုးဟာမရှိနိုင်ဘူးတဲ့သောတပန်တက္ကရာကအနာဂံဆိုမရှိနိုင်ဘူးမှန်ပါ ငါရဲ့အတွေ့အကြုံနှစ်ပေါင်း52ှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာတမဒိဋ္ဌိရဲ့ဒစိတ်တိတာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော်ဒီသာသနာရဲ့အပြည့်မှာမရှိဘူးအပြည့်အစုံဟောဖို့ဆိုတာမဆိုထားပြီဒစိတ်တိတာတော့ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး52ှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ် တောထွက်ပြီးတရားကျင့်တာဘယ်နှစ်6နှစ်ဘုရားဖြစ်နေတရားလှည့်ဟောတာ45နှစ်45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တစိတ်တာလေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါတခြားမှမရှိဘူး အဲ့တော့ဝိပဿနာသမထေချီသည်ဘုရားဘာသာဝင်တို့ရဲ့ရသော်ပြားရဲ့ကိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝင်တို့တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်။မှန်ပါတယ်။ဖျားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲ။နော်။အဲ့ဒီလက်ဆောင်ကိုဖျားပွင့်ရဲ့တန်းနဲ့ကိုကိုယ်တိုင်လည်းလုံနိုင်ရဲ့တန်းနဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲ။မှန်ပါတယ်။နော်။မယူလိုက်လို့မိုက်တယ်ထင်ပေါ့ကိုကိုအဲ့ဒါ ယူလိုက်ပြန်တော့ကြိုက်တယ်ထင်အဲ့တော့မေခွေရဲ့ကြပြာလို့ဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားဟောထားတဲ့ဝိပဿနာဆိုတဲ့ဟာဖះပွင့်မှာပဲရကဲဒါပြင်ဝိပဿနာဉာဏ်ဆိုတာဖြစ်နိုင်သလားဖြစ်တာပေါ့ပကံဖះရတွေလှည့်ပြီးတော့ဖူးကြည့်ဖူးကြည့်ပြီးတော့အော်တနေ့တစ်ချိန်လုံးကကြက်ပြတ်မကြစီကားတဲ့ဒီပကံဒေတာကြီးဟာ ကနေ့တော့ဖရာဖရာပြက်တွေနဲ့ခေါင်းကြီးလိုက်လဲပြိုကြပြက်နေတယ်ဖရာတွေပြင်ထားတာတွေနဲ့အနောထမင်းကြီးဆိုတာပဲရောက်သွားတယ်ကျဆင်းမင်းကြီးဆိုတာပဲရောက်သွားတယ်အလောင်းစီသူဘရင်ကြီးဆိုတာပဲရောက်သွားတယ်တွေ့သေးလားတွေ့ပါပါကဲအဲ့ဒါတွေကိုတွေးပြီးတဲ့အခါကျတော့ဩဘေဟာမမမြဲပါလား တနေ့ကျတော့ငါတို့လည်းပဲဒီကဘာမြေပေါ်ကပျောက်သွားကြအောင်မှာပဲလို့မစဉ်းစားတဲ့မူလားစဉ်းစားပါဗျာအဲ့လောက်စဉ်းစားရင်ကိုယ်ပဲဝိပဿနာဉာဏ်ရဲ့အစာရတော့ဆိုလိုတာကအဲ့လောက်လေးရစပြီးတော့ခုရှင်နေနှလုံးထဲမှာ အတွေးလေးတွေပေါ်ဘူးလို့တယ်ဒီအတွေးကိုအထင်မသေးလေနဲ့ဒီအတွေးဒီနောက်ဖျားပွင့်တဲ့အခါမှာအလွယ်တကူရဟန္တာဖြစ်ဖို့တောတပံဖြစ်ဖို့အတွက်အထောက်အကူဖြစ်တယ် ဒီတွေးလေးတောင်မတွေးမိဘူးဆိုလို့ရှင်တော့အဲ့ဒါဖျားပြက်တွေကြောင်းကံပြက်တွေအဟောင်းတွေတွေးပြီဒီလိုလေးမှမတွေးတတ်သေးဘူးဆိုလို့ရှင်နောင်ဖျားနဲ့တွေးလေဒီခေါင်းနဲ့ဒီဟာရောက်မှာမဟုတ်တော့အဲ့ဒါကြောင့်မို့လို့နေစနေအများအဲ့ဒီတွေးတွေးဖို့လိုတယ်တွေးရမယ်တစ်ချိန်တုန်းကဒီနေရာမှာတန်းစီကားခဲ့တယ်ခဏဒီလိုမဟုတ်အဲ့တော့စဉ်းစားရမှာ ဘယ်ရာပဲဖြစ်ဖြစ်သင်္ခါရဆိုတဲ့အရာတွေဟာသာဝရပြောင်းလဲပျက်စီးနေတဲ့အရာတွေသာဖြစ်တယ်။ငါတို့ဟာမမေ့မလျော့တရားဓမ္မဟုတ်ချင်ချင်ကြုတ်ကုန်အထုံးမှဖြစ်မယ်ဆိုတဲ့အတွေ့အလေးတွေးပြပါ။ကြာဘူးရမလားရှင်စုလပန်အလောင်းမှာဘယင်ဖြစ်တုန်းကမြို့ကိုလှဲ့တယ်။မြို့လှဲ့ပြီးတော့ချွေးထွက်တဲ့အခါမှာသူ့လက်ထဲမှာပါလာတဲ့ပဝါလေးနဲ့နှစ်ဖူးကိုတော့လိုက်တယ်။ တုတ်ပြီးပြန်ကြည့်လိုက်တဲ့အခါဖွေးဆွနေတဲ့ပွာလေးဟာညစ်ပေသွားတယ်။မှန်ပါဗျာ။အဲ့ဒီညစ်ပေသွားတာဒီမစင်စားဘူးဆိုရင်ဘာမှရအောင်။ तू ကစင်စားလိုက်တယ်။အော်ငါခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးအမတန်တန်ရှင်းစင်ကြယ်တဲ့ဒီပွာလေးတော့ညစ်ပေသွားပါလား။ခန္ဓာကိုယ်ကြီးကတလောမတန်ရှင်းပါလားဆိုတဲ့အတွေးလေးဟာကောရမဘုရားလက်ထက်ရောက်လာတဲ့အခါမှာပေါ်ပါပိုင်းလေးပေးပြီးတော့မြတ်စွာဘုရားရဇောဟရဏံလို့ရှုခိုင်းတာနဲ့ညာနာဖြစ်သွားလေ။ ဲ့ဒီကနေအထောက်ကူပြုတယ်လို့ဒီလိုမှတ်အဲ့တော့ဝိပဿနာသမထိဋ္ဌိဆိုတာလေးကဘယ်ရမှမမြဲဘူးဆိုတာသာဝရရွေးရှားနေတယ်နောက်ဆုံးမှာဒီပကံမျိုးရဲ့အနည်းမှဆိုရင်အေယောဒီမြစ်ကြီးစီးဆင်းနေတာတွေ့ရတယ်အဲ့တော့အေယောဒီမြစ်ကမ်းကိုသွားပြီးထိုင်ကြည့်လိုက်လို့ရှင်လဲမြည်ရည်ရစီးနေတယ် မနေ့ကရေတွေရှိသေးလားဒီနေ့မနေ့ကရေတွေရောဟုတ်ကဲ့လားဟုတ်ပါဘူးခင်ဗျာပြောင်းလဲနေတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားမိဖို့လွမ်းတယ်ဟုတ်ပါဘူးခင်ဗျာအဲ့ဒါတွေမစဉ်းစားနဲ့အပြင်ကအာယုံလေးယူပြီးတော့ကိုယ့်ကိုယ်လည်းပြန်စဉ်းစားလိုက်အောင်မနေ့တုန်းကငါရုပ်ဒီနေ့ငါရုပ်ကွာသွားပြီအဲ့ဒီကနေတဖြည်းဖြည်းကျင့်ကြည့်လိုက် မနေတော့ကနာယုတ်ဒီကနေ့ငါရဲ့ယုတ်ခန္ဓာနတ္တရားတွေခန္ဓာတွေဟာကွာသွားပြီမတူတော့အိမ်ပြန်လို့ရှင်အစ်စ်အမှန်နဲ့ပြန်နိုင်မှာမဟုတ်ဘူး copy နဲ့ပဲပြန်အမှန်ဖြစ်တယ်ဟုတ်လားအိမ်ပြန်သွားလို့ရှင်လူတိုင်းလူတိုင်းဟာ copy ပဲကြံတယ်အစ်စ်ကရှိသေးလားမရှိပါဘူးမွေးခါကြတော့ကယုတ်လေးဘယ်မှကြံတော့ဘူးလေအဲ့ဒါမူရင်းပဲအဲ့ဒီမူရင်းမကြံဘူးအခုက copy ကပြောင်းလာတာ တနေ့ပြီတနေ့တရပြီတရနိုင်ပိုင်းနဲ့ပြောင်းနေတဲ့ copy လေးအချိန်နီးရင်တော့မှတ်မိသေးတယ်တော်တော်လေးกว่าဆယ်နှစ်နှစ်20ကျမှပြန်တွေ့ရင်ကိုဘသူပါဟိုကလည်းပဲဘသူပါဆိုတာပြောอยู่မှာပဲမှတ်မိကြရမှာမဟုတ်လားအဲ့ဒါကြောင့်မလို့ရွေးနေတာဟာချက်ချင်းကြီးရွေးသွားတာမဟုတ်ဘူးတနေ့ပြီတနေ့တစ်စက္ကန့်ပြီတစ်စက္ကန့်ရွေးပြောင်းလဲနေတဲ့သဘောလေးကို တခဏလေးပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုနေရင်ကနေပြီးစဉ်းစားပါအဲ့ဒါဝိပဿနာဉာဏ်တဲ့အခြေခံပဲလို့သူတို့ဆိုလို့ဝိပဿနာရဲ့ဉာဏ်အခြေခံလေးဝိပဿနာသမဋ္ဌိဋ္ဌိလေးဖြစ်ပြီးမမြဲဘူးဆိုတာတွေသိရင်ဒီလောက်သိလိုက်တာနဲ့ဘယ်လောက်ထိအောင်အကျိုးသက်ရောက်မှုရှိသွားတော့ဆိုရင်ပစ္စည်းပေါ်မှာတွေ့တာမှုလူတွေပေါ်မှာတွေ့တာမှုရောကြသွားတယ်နော် တွေ့တတ်မှုရောကြသွားတာနဲ့တပြိုင်နဲ့ယင်းထဲကတော့ကလည်းရောကြသွားအပြီးသက်မချေမုံနိုင်သေးရင်မဖြုတ်နိုင်သေးရင်ရှော့ချဖို့တော့လိုအပ်တယ်လို့ဆိုမလျှော့နိုင်လို့ရှိရင်လူတွေမှာဘာဖြစ်တော့ဆိုတော့ကတွေရှိတယ်တော့ကကအလုံးပေါ်မှာရှိသလားဆိုမရှိဘူးတွေ့တာတဲ့ပုဂ္ဂိုလ်ပေါ်တမုံတွေ့တာတဲ့ပစ္စည်းပေါ်မှာသာတော့ကဖြစ်တယ်ကိုမပိုင်နဲ့တိုက်အိမ်ကိုမပိုင်နဲ့ကား ပြီးတဲ့ပါသွားတယ်ဆိုဘာဖြစ်လဲဘာဖြစ်ပါ့မလဲကုပ္ပစီမဟုတ်ရင်ဘာဖြစ်ကြဘူးမလားလူလဲကိုမသိတဲ့လူတယောက်သိသွားရင်ဘာဖြစ်လဲဘာဖြစ်ဘူးတနာပါတယ်တော့ပြောချင်းပြောမယ်ဒါပေမဲ့မတုံလို့ဘူးလေကိုဆွေတဲ့မျိုးတဲ့ကဆိုရင်မလို့ဖြစ်ကိုဆွေတဲ့မျိုးတဲ့တယ်မဟုတ်ကိုရဲ့အရင်အချာကြီးဆိုရင်လူတွေကနေမထိတတ်မှဖြစ်ဘာကြောင့်အဲ့လိုဖြစ်ရလဲ သူလည်းလူပဲကိုလည်းလူပဲကြံတဲ့လူတော့ဘာကြောင့်မဖြစ်လဲတွေ့တာမှုမရှိရင်မဖြစ်ဘူးတွေ့တာမှုရှိရင်ဖြစ်တယ်အဲ့ဒီတွေ့တာမှုကိုဝိပဿနာဉာဏ်နဲ့ရှော့ချရမယ်လို့ပြောတာနော်ရှော့နိုင်ရမယ်ရှော့နိုင်ရင်ယင်းတဲ့ကတော့ကောဖယ်ရှားလို့ရသွားအဲ့ဒါဝိပဿနာရဲ့လက်တွေ့ခံစားရမယ်အကျိုးတရားပဲဖြစ်ရသော်ဘုရားကဒါကိုခေါ်ချဆုံးမတာပဲဖြစ်တယ်ဒါကိုဗုဒ္ဓသာသနာမြတ်ဗုဒ္ဓရဲ့သာသနာလို့ခေါ်တယ် နော်အဲ့ဒီလိုမြတ်ဗုဒ္ဓရဲ့သာသနာမှာလိုက်နာကျင့်သုံးရမယ့်အချက်တည်းကဘာတွေတော့ကိုကျင့်သီလရယ်တမန်ပုဂ္ဂိုလ်တွေဆိုရင်၅ပါးသီလလုံမှုလိုတယ်သူစရိုက်တရား၁၀ပါးအတိုင်းလိုက်နာဖို့လိုအပ်တယ်ဒါနကောင်းမှုအတိုင်းတာတစ်ခုနဲ့လုပ်ဖို့လိုအပ်တယ်သီလပြည့်စုံပြီးတဲ့အခါမှာကိုရင်ထဲမှာရှိတဲ့တတိတွေတိုးပွားလာအောင် ရှင်ထဲမှာရှိတဲ့အတိညာဉ်တွေပွားအောင်လေ့ကျင့်မှုလိုအပ်တယ်ဘာဝနာလို့ခေါ်တယ်။အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့လုပ်ငန်းစဉ်300ဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ဟော။ကိုလိုက်နိုင်ရင်လိုက်နိုင်တော့အကျိုးရှိမှာပဲမလိုက်နိုင်ရင်မလိုက်နိုင်ဘူးဆိုရင်အကျိုးတွေပြက်ပြက်မှာပဲပေါ့နော်။မလိုက်နိုင်ရင်အကျိုးမရှိဘူးလိုက်နိုင်မှာအကျိုးရှိတယ်။ဘယ်ရာပဲဖြစ်ဖြစ် ေမသောဖက်နဲ့ယောဂပြောက်တဲ့ဆရာရှိလားရှိပါဘူးဗျာယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဆေးသောအောင်မှာဖြစ်တယ်ဆေးကသာယောဂပြောက်စင်တယ်တို့တူပဲရသော်ပြရဲ့အဆုံးအမတရားကိုလိုက်နာခြင်းသုံးမှုမပြုတ်ဘဲနဲ့ကောင်းကျိုးချမ်းသာရဖို့ဆိုတာမလွယ်ဘူးလေမှန်ပါဗျာ